အားလုံးမင်္ဂလာပါကျွန်တော်တို့ football and live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောဒီလီတတိဖြစ်ပါစေညကနေကျွန်တော်စုမုံကောင်းတောင်းပေးလိုက်ရပါတယ်အဲ့တော့ဒီနေ့မှာတော့ဒါကျွန်တော်တို့ခင်ဗျားနည်းနည်းလေးဆွေးနွေးပေါ့အဲ့တော့ sorry ပါဆွေးနွေးခွင့်ဖွင့်မှာပေါ့နော်ဆွေးနွေးခွင့်ဖွင့်မယ်ဆိုရင်တော့ဒါကျွန်တော်တို့ဘာအကြောင်းပြောမလဲဘာအကြောင်းပြောမလဲအဓိကဒီနှစ် Premier League တော်တော်ကြီးကိုကြံ့ဖို့ရှိတယ်ဘာကြောင့်လဲကစားသမားတွေလက်ရှိမှာအသင်းတိုင်းဖြေထားတယ် ်စပားကိုတော့ထဲမပြောနဲ့အကောင်တမင်းသူဝင်သူပေါ့နော်အဲ့တော့ဒီနေ့မှာဒါကျွန်တော်စိတ်ဝင်စားတဲ့အချက်ပေါ့နော်အသေးငယ်တွေကသူ့ဟာသူအလုတ်ကလေးတွေလုပ်နေတယ်ဆိုပေမဲ့အသေးလက်တွေတော်တော်လေးကိုငြိမ်နေတယ်။ဘာကြောင့်လဲဆိုတော့ဒါ PSR နဲ့ FFP ကြောင့်ပေါ့နော် Aston Villa တို့ပါလို့တော်တော်လေးကိုငြိမ်ကြသွားတယ်။သူတို့နေဘာမှတော့ခုနကပြောလို့ပဲအရန်ကြီးလုံးလုံးမရနေတာတကူရောက်သွားတယ်ပေါ့နော်။အဲ့တော့အသင်းကြီးတွေပြန်လည်ပြီးတော့ဒီနေ့မှာကြီးစိုးနိုင်မှာဆိုတဲ့မေးခွန်းကျွန်တော်မေးရမယ်။ ဘာကြောင့်ဒီလိုပြောရလဲဒါတွေကိုကျွန်တော် definition နည်းနည်းပြောအဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ဒီနှစ်မှာတော့ទីကြရတယ်မြဲအသင်းတော်တော်များများအကုန်လုံးလှုပ်လှုပ်ထားပြီးသားဖြစ်တယ် Chelsea ဆိုလည်းအခုလက်ရှိဒါကျွန်တော်တို့ Kidens သူတို့အသင်းကိုရောက်တော့မြဲဒါကျွန်တော်တို့ D-Lab ခေါ်ထားပြီးပြီဖြစ်တယ်ဒါ Chelsea ကတော့နောက်ပိုင်းညာထပ်ပြီးခေါ်အောင်မှာဖြစ်တယ် Club Wolves ရဲ့အချိန်ကြီးက Chelsea မှာလက်ရှိမှာကောင်းနေကြဘာကြီးဆက်ပြီးမှကျွန်တော်တို့တော်တော်လေးကိုစိတ်ဝင်စားတယ် Arsenal ကလက်ရှိမှာ Zubi Mendy ကိုတရားဝင်ခေါ်ထားခဲ့ပြီး keeper ကိုလည်းရရှိသွားခဲ့ပြီးဖြစ်တယ် Tyson Mu ကလည်းမကြခင်ရောက်လာမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဒါသူတို့ဒီနှစ်တော့နောက်ဆုံးတော့ Tyson Mu Arsenal ရရဲ့နှစ်တစ်နှစ်လို့ဖြစ်လာမယ်လို့မြင်တယ် နောက်တစ်ခုကကျွန်တော်အမြင်ကထင်တဲ့ဥစ္စာကဘာလဲဆိုတော့ Manchester City Liverpool အပြိုင်မှုပြန်မြင်လာမယ်နဲ့တနည်းလားလို့ကျွန်တော်မြင်ကြည့်တယ်။ဘာ Manchester City အသင်းကအခုလက်ရှိမှာဒါဝယ်ထားတဲ့လူတွေဆောက်ရမ်းမိုက်တယ်။ Ryan Shaqi, Ainuri ဒီလိုကျွန်တော်ကခုနကပြောမိသွားကစားသမားတွေလက်ရှိအဲ့လိုကစားသမားတွေဖြစ်ထားတယ်။ Liverpool ကလက်ရှိမှာဒါကျွန်တော်တို့အေးပေါ့အခုချိန်ထိငင်းတာမငင်းတာတကန်ပေါ့နော်ဒါ British San Jose Day Record ဖြစ်အဲ့ဒါကြုံလို့လေးခင်ဗျားတို့ဟာတာပြပြပါဦးမင်း။ဟိုအခုခင်းနေအရင်ခင်းနေအခုခင်းနေကွာသွားတာပေါ့နော်။ ိုရီခစ်ကတော့ကျွန်တော်ကို့အတင်းကစားသမားတယောက်ကိုဒါကျွန်တော်တို့ဟိုအဲ့အပြောင်းရွှေ့ဈေးများများနဲ့ရောက်လာကိုယ်လက်မထောင်တယ်ဘာကြောင့်လဲငါတို့အတင်းငွေသုံးနိုင်နေဆိုရဲခစ်ပေါ့နော်အခုကကြောင်းပြန်ငါတို့ကငွေမသုံးမဲနဲ့အောင်မြင်မှုယူတဲ့ခစ်ပြန်ဖြစ်သွားပြန်အရင်တော့ကဒါငါတို့အတင်းဒါမမဲ့ရကျွန်တော်တို့ဒါဟိုကစားသမားငါတို့ကဘယ်ကစားသမားဘယ်ဈေးပေးပြီးဝယ်ချပိုက်တာဘယ်ကစားသမားငါတို့ဘယ်ဈေးပေးပြီးဝယ်ချလဲလက်မထောင်တဲ့ခစ်အခုကမဟုတ်ငါတို့ကဘယ်ကစားသမားဘယ်ဈေးနည်းနည်းလေးပေးပြီးခွဲအဲ့ကောင်အရန်ကောင်းသွားတာဆိုတဲ့ခစ်ပေါ့နော်အဲ့တော့ခစ်တရားတော့မျိုးမျိုးပြောင်းသွားခဲ့တဲ့နှစ်ပေါ့အဲ့တော့ဒီနှစ်ကတော့ကျွန်တော်တို့ဒါ Florian Rich ကကျွန်တော်တို့အာ Premier League ရဲ့ဈေးကြီးဆုံးကစားသမားဖြစ်လာလားမဖြစ်လားကျွန်တော်လည်းမသိဘူးခုလက်ရှိမှာတရက်ကတမျိုးပြီးပြောတယ်တရက်ကတမျိုးပြီးပြောတယ်ဒါပေမဲ့ Liverpool နဲ့ဒါကျွန်တော်တို့ကြားတဲ့က Liverpool ဆင်မဲ့ဒီကိစ္စအမှန်တရားပဲသိကျွန်တော်တို့မသိဘူးအဲ့တော့လက်ရှိမှာကြားတဲ့သတင်းတွေရဆိုရင်တော့116တန်းပေါင်ကဆိုသူအများဆုံးဖြစ်နေတယ်မှာပါတယ်အဲ့တော့ဒါပါ Liverpool တင်းနဲ့ခုလက်ရှိမှာဒါဒီနေ့မှာတခါမှဒါကျွန်တော် Liverpool တင်းရဲ့ဒါတက်တန်းတစ်ချက်မှမသုံးဘူးတဲ့အမောင်မျိုးတုံထားရခဲ့တယ်တော်တော်လေးကို mic တယ်လေလူကြီးခေါ်တာ Florian Rich Fring Pong Milo Caracas ဒါကျွန်တော်ဘရူရထဲရောက်မှမသိမှာဒါတော်တော်လေးကို mic တော့ ဒီနေ့ရတာပရီးမီးယားလိဂ်ကတတော်လေးကိုဒါကြည့်လို့ကောင်းမယ်တဲ့မှာပါဒါပေမဲ့ဒီနေ့ရဖြတ်မြင်းအသင်းတွေကလည်းဘာလို့ဖြစ်မလဲဒါပေမဲ့ကျွန်တော်စိတ်ပူတဲ့အချက်တွေထဲမှာဖြတ်မြင်းဖြစ်ခဲ့တဲ့အသင်းကဖြတ်မြင်းထပ်ဖြစ်ဖို့အတွက်ခက်ခဲသွားမှနေကြမှာရှိတယ်။ဘာကြောင့်လဲလဲအခုလက်ရှိမှာ Newcastle United ပါ Newcastle United အသင်းနဲ့ဒါကျွန်တော်ရှေ့နှစ်တွေကဒါကျွန်တော်မှတ်မဲ့ရဲ့ Champions League ဝင်တဲ့နေမှာသူတို့ Premier League မှာတိုင်ပတ်သွားတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်အမြဲတမ်းခေါ်တယ်ဆိုတာရှိတယ်အဲ Champions League tax ဆိုတာရှိတယ်။ Champions League ဝင်နေတာဝင်နေဆိုတော့ဝင်နေဝင်နေတိုင်းဝင်လို့မရဘူး။ Champions League ဝင်ပြီဆိုကျွန်တော်တို့က Giant ထဲမှာကစားရတာ။ ကျွန်တော်မှဆိုရင်စနေနေ့မှာတပွဲကစားတယ်အင်္ဂါနေ့တော့မဟုတ်ဘူးတော့ဦးနေ့မှာတပွဲကစားတယ်ကစားသမားအတိုင်းတာနေရော injury list အရာအောင် အသင်းကြီးတော်တော်များဘယ်လောက်ထိခက်ခဲလဲဆိုသိရအဲ့ဒါကိုတော်တော်များများခုနောက်ပိုင်းဒါကျွန်တော်အသင်းလက်တွေတော်တော်များပြန်ဝင်လာခဲ့တယ်เนาะမနစ်ကဒါကျွန်တော် Aston Villa ဝင်တယ်ဒီနေ့ဒါကျွန်တော် Newcastle United ပြန်ဝင်မယ်အဲ့တော့ Newcastle United တဲ့ဒီနေ့ပြန်ဝင်မဲ့အချိန်မှာကျွန်တော်အမြင်ရအခုချိန်နေတို့အနေနဲ့ကစားသမားတွေအများကြီးမခေါ်ထားခဲ့ဘူး Newcastle ဒါကျွန်တော်မမက်ရ Champion League စဝင်တုန်းကဒါကစားသမားတွေခေါ်တာများလန်ထွက်နေတာပဲမဲ့အခုလက်ရှိ Champion League ကိုဒါကျွန်တော်ဝင်တဲ့အချိန်မှာ Newcastle United ဒါလူမခေါ်ဘာလို့လဲကျွန်တော်တို့ချုံမေးကြတယ်အပြည့်ကရှယ်ရှယ်လေးတို့နေခေါ်လို့မရသေးဘူးဒါတချို့တွေအထင်နဲ့မြဟာသမားဟို Champion League ကြီးဝင်တော့တယ်ဝင်ငွေတလဟောရသွားတယ်ဆိုတော့ hasta acá, Roli, male, Pero... အကယ်၍ချန်ပီယံလိရဲ့ဝင်ဝင်ကိုတုံးချင်အခုချိန်မှာဒါကျွန်တော်ကြိုပြီးတော့တုံးထားလို့ရတယ်လာမယ့်နှစ်ကိုဒါပေမဲ့ပြဿနာကပေါ့နော်လက်ရှိမှာဒါပရီမီယာလိရဲ့အခုလက်ရှိအခြေအနေကဒါအသင်းနေနေဇူလိုင်အဲ့ကောဂျွန်30ရက်နေ့ဇူလိုင်1ရက်နေ့ပြန်စပါတော့ physical ကြီးကအစပြန်စမယ်ဆိုတော့တို့နေလည်းအဲ့လိုစအဲ့တော့ Newcastle United တကယ်တမ်းအပြောင်းရွှေ့မှာအလုပ်လုပ်မယ်ဆိုတော့ဇူလိုင်လ1ရက်နေ့မှာတို့အလုပ်လုပ်မယ်အဲ့တော့ Newcastle United ဆိုတော့အခုလက်ရှိမှာ Jao Pedro နဲ့ချိန်ဆက်ထားတဲ့ Goodman နဲ့ဒါမှ Jane Trafford ဆိုတဲ့ Charlie Data Ban လေးကို Goodman နဲ့ချိန်ဆက်နေတယ်တို့လည်းတို့လို့တို့လို့လုပ်နေတာပဲအဲ့တော့ဒါကျွန်တော်ဒီနေ့မှာဆို Unai Emery Aston Villa အက်စတွန်ဗီလာကတော့မန်ချက်စတာနဲ့တော့မကိုက်ခဲ့ဘူးအခုလက်ရှိမှာသူ့အနေနဲ့ပထမဆုံးလောက်မှာ PSN နဲ့ FFV မင်းကြီးအောင်ကစားသမားတွေရောင်းနေရတယ်အဲ့တော့သူကချန်ပီယံလိမဝင်တော့ယူရိုပါလိပဲဝင်သွားတယ်အတွက်ကြောင့်မို့သူတို့အနေနဲ့တော်တော်လေးကိုဘတ်ဂျက်ထိခိုက်သွားတယ်အဲ့တော့အူနိုင်းအမီနေတဲ့ဒီညမှာကျွန်တော်စိတ်ဝင်စားတာဒီဆရာကြီးကယူရိုပါလိကိုတာဂက်ထားမှာလား sorry ပါကျွန်တော်နေဆုံးလို့ တော့ကျွန်တော်တို့ယူရိုပါလိကိုတာဂက်ထားသွားမှာအဲ့တော့ကျွန်တော်စိတ်ဝင်စားတဲ့နောက်တစ်ချက်ကဘာလဲဆိုတော့ Aston Villa ရဲ့လက်ရှိနီးပြကော Crystal Palace ရဲ့လက်ရှိနီးပြကောသူတို့ကယူရိုပါလိဝင်နာတွေဖြစ်တယ် Oliver Glasner ကလည်း Frankfurt နဲ့ရဘူးလို့ဒါကျွန်တော်တို့ Unai Emery ကလည်းယူရိုပါလိရဟုတဲ့နာနီးပြတယောက်ဖြစ်တယ်အဲ့တော့ယူရိုပါလိဝင်နာနှစ်ယောက်ကဒါလက်ရှိမှာသူတို့အနေနဲ့ Premier League ရဲ့အသင်းတွေကိုကင်တွေပြီးယူရိုပါလိတဲ့ထပ်ဝင်မယ် ပိုလီဗာဂါဆာနိနဲ့ခရစ်စတယ်ပဲလေဒါကြောင့်တစ်ဖက်ကအက်စတန်ဗလာအဲ့တော့အက်စတန်ဗလာသင်းနဲ့ဒီနေ့အပြောင်းရှိမှာတို့နေတယ်ရက်ရှိုကိုပြန်ပေးထားတယ်အန်ဆန်စီကိုလည်းဘာလို့မှမသိဘူးအခုလည်းရှိကောလာဟာလာတဲ့ဂျကော့ရမ်စီတွေပါထုတ်ရောင်းအမယ်နေထားတယ်ဖြစ်နေတယ်အဲ့တော့ဘာလို့တို့နေနေတာမနစ်ကအေးပါအေးပါမနစ်ကစောင့်ရတီတို့ကတို့ကချန်ပီယံလိဝင်မယ်ဆိုတဲ့ confidence နဲ့ပတ်စံနေဆွတ်သုံးလိုက်တဲ့အချိန်မှာတကယ်နဲ့ချန်ပီယံလိဝင်ရင်လည်းမရတော့ဘူးသိရောတို့နေနေအခုလည်းရှိမှာ short သုံးပါပြီအဲ့ဒီပြဿနာတွေအက်စတန်ဗလာသင်းရင်ဆိုင်နေရတယ်နော်တန်ဗွိုင်းကျတော့လည်းအခုလည်းရှိမှာသူက AC ပဲသူကခုနပေါ်သူပဲလက်ရှိမှာသူကစားသမားအယောင်းနေလို့မယ်အဝယ်ဒီပြန်လို့မယ်ဟိုလိုလိုဒီလိုလိုလုပ်မယ်ပြီးရင်သူက conference league အဲ့တော့ဒါ Nuno Espirito Santos ရဲ့ပုံစံနဲ့ conference league ရနိုင်လားဆိုတော့ကျွန်တော်တို့ probably yes Nuno Espirito Santos အခုလက်ရှိမှာဒါပေမဲ့အဲ့ညမှာသူရင်းရမှာ Northern Forest ရဲ့ Leicester squad က ကော့ဗရက်လီကိုအာယုံစိုက်ပြီးဆိုပရီးမီးယားလီကိုအာယုံစိုက်လို့ရအနေထားမှာမရှိဘူး။ဒါမနစ်ကချက်ဆီနဲ့တခြားစီပဲ။ချက်ဆီမှာလူတွေကဘလက်ဘွားရှိတယ်။ Northern Force မှာအဲ့လိုမရှိဘူး။ Northern Force နဲ့ခုလက်ရှိမှာသူတို့ဘယ်ဖလားဖြစ်နိုင်မလဲ။တေချာကလက်ရှိသူတို့ရဲ့လက်ရှိခြေစွမ်းလက်ရှိလူစည်းရင်းနဲ့ဆိုကော့ဗရက်လီကမဖြစ်နိုင်ဘူးတော့ပြောလို့မရဘူး။30% 35%လောက်သူတို့အထက်မှာရှိမှာပဲ။အဲ့တော့ကော့ဗရက်လီကိုသူတို့မှန်းလို့ရမယ်တဲ့မှာပါတယ်။ကျွန်တော်ပြောကြည့်တာ။အဲ့တော့ပြောချင်တာကော့ဗရက်လီကလက်ရှိမှာသူတို့အနေနဲ့ဖြစ်နေတယ်။ဒါပေမဲ့ Premier League မှာသူတို့အားရော့သွားနေတဲ့အထက်မှာရှိတယ်။ဒါအရင်မနစ်ကကောင်းခဲ့တဲ့ပုံစံမျိုးတိုင်းထပ်ပြီးတော့ကောင်းမလား။ဒါပေမဲ့ Northern Force ကလည်းခုလက်ရှိမှာ Nuno Espirito Santo ကို3နှစ်စာချုပ်ထတ်ချုပ် ထားတဲ့ကြောင်တော်တော်လေးကိုကြည့်လို့ကောင်းမဲ့အနေအထားမှာရှိတယ်ပေါ့နော်အဲ့တော့လက်ရှိဟိုအချိန်ဒီအရဘလိုမျိုးတွေရှိမှာကျွန်တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အနေအထားတစ်ခုရောက်နေတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်သိသလောက်ပေါ့နော်ကျွန်တော်သွားမဲ့အနေအထားဘာတွေဖြစ်နေလဲဆိုတာကိုတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အချိန်ဒီပေါ့အဲ့တော့တန်တက်လာတဲ့အတင်းဒီကြောင်ပြောအောင်လက်ရှိမှာဆန်းဆန်းလန်းတက်တက်လာတယ် ဘန်လီတန်းတက်လာတဲ့ United တန်းတက်လာအဲ့တော့ဒီအသင်းကြီးကတက်လိုက်ဆင်းလိုက်အထူးသဖြင့်ဘန်လီနဲ့ Lee ဆိုတန်းတက်လိုက်ဆင်းလိုက် Sunderland ဘန်လီ Lee ဒါပေမဲ့ဒီကစားသမားတွေဒီအသင်းကြီးထဲမှာ Lee United ကခုလက်ရှိမှာဒါမြင်းမြန်ဆန်ဆန်ပဲကစားသမားတွေခေါ်ယူနိုင်ခဲ့တယ်ဒါပေါင်နာ55နဲ့လမ်းမသိတာကျွန်တော်ကစားသမားတရားကိုမြင်းမြန်ဆန်ဆန်ခေါ်ယူနိုင်ခဲ့တယ် Lee ကတော့ဒါကျွန်တော်တို့သူတစ်ခေါက်တန်းဆင်းသွားရရအောင်တည်သွားချိန်မှာသူအနေနဲ့တန်းပြန်တက်ဖို့တော့သူတို့ပြန်ကြိုးစားတယ်ဘန်လေးကိုတော့ကျွန်တော်ဒါကျွန်တော်တို့ဒီနှစ်မှာဘဒူတွေဘာတွေဖြစ်မလဲဒါစကော့ပါကာထက်ရောက်လာခဲ့စကော့ပါတာကကျွန်တော်ဖူဟန်နဲ့တန်တက်လာတယ်တန်တက်လာတဲ့အချိန်မှာ ရီးမီးယားလိမှာတိုင်ပတ်တယ်အဲ့တော့စကော့ပါကာဒါချန်ပီယံရှစ်ကနေပရီးမီးယားလိကိုခေါ်ပေးလာတဲ့နီးပြမှန်ပေမဲ့တကယ်တမ်းဘာဒီဘလူးဖြစ်မှာတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အနေထားမှာရှိတယ်သူနဲ့ပရီးမီးယားလိမှာဆက်လက်ပြီးရုန်းကန်ရအောင်မလားဒါကိုကျွန်တော်ချက်တော့ကြည့်ရမယ်တဲ့မှာပါတယ်ဒါမှမဟုတ်လက်ရှိမှာဘရန်ဖို့အသင်းရဲ့လက်ရှိနီးပြအသစ်ဖြစ်လာမဲ့သူကရောလက်ရှိမှာတကောလာဟာလာတဲ့သူကဆက်ပီချ်ကိုချ်ပေါ့နော်ဆက်ပီချ်ကိုချ်ကနေလက်ရှိမှာနီးပြဖြစ်လာတော့မယ်တကယ်ရောဘရန်ဖို့အသင်းကိုဒါတော်မတ်ဖရန့်လိုမပြန်ပြီးဟန်ဒယ်လုပ်နိုင်မလားအဲ့တော့ ဒီနှစ်ပရီးမီးယားလိဂ်ကတော့အဖက်ဖက်ကကြည့်မှတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်ဒါပရီးမီးယားရဲ့တိုက်တဲ့ challenge ဆိုလဲ Manchester City Liverpool Arsenal ဒါခုနကတော့တက်ဘဒူရီအက်ဒွန်လာမယ်ဒီနှစ်မှာဘဒူကောက် surprise တွေတိုက်နိုင်လဲ Northern Voice လိုပဲဒီနှစ်မှာတော့ကျွန်တော်အလေအလက်ကအသင်းနေဒါခုနကဘဒူရီကျွန်တော်တို့ဒုက္ခပေးနိုင်မလဲဒါတွေကိုကျွန်တော်ကြည့်ရမယ်အခုလက်ရှိမှာ Everton နဲ့ကောဒါကျွန်တော် Everton ကောက်လက်ရှိမှာဒီနှစ်ဘာရီမှလို့ပြန်ထုတ်ရနိုင်ကြတော့အဆင့်တစ်ဆင့်အောက်မှာပဲရုန်းကန်နေမလားအဲ့တော့ဒီနှစ်မှာလဲဒါခုနကပေါ်တယ်ပဲကျွန်တော်စိတ်ဝင်စားအသင်းကြီးတွေထဲမှာဘယ်အသင်းကဘယ်လိုလုပ်လဲအဲ့တော့ Spurs ကတော့လုံးဝ unpredictable ပဲဒီနှစ်ကျွန်တော်လုံးဝအခုချိန်မှန်းသိမှာဘာဖြစ်ဖြစ်ပါလဲ ဘာလို့ဖြစ်မှာဒါကျွန်တော်တို့ကချန်ပီယံလိဂ်ကံချန်ပီယံလိဂ်ကံလို့ကျွန်တော်စပါလက်ရှိစကောကချန်ပီယံလိဂ်ကံလို့မရအောင်ဒါပုံမှန်လင်းပြောတာဘာလို့ဆိုလူမရှိဘူးလူမရှိဘူးခင်ဗျာကိုယ်လည်းမအေးရမတယောက်ပဲရှိတယ်တချို့နေရာမတယောက်စီပဲရှိတယ်ဘလို့မှကံလို့နောက်တန်းလောက်ကလွင်ရှေ့တန်းတစ်ခုလုံးကကျွန်တော်ကဘလို့မှသိမရှိဘူးအဲ့တော့စပါသင်းဘာဆက်လုပ်မှလဲဆိုရင်မေးကုန်းလဲကျွန်တော်သိအခုလက်ရှိအပြောင်းရွှေ့ကာလာဒါကျွန်တော်တို့ဒုတိယအကြိမ်ဖွဲ့လို့ဒါဆယ်ရက်ထဲပြန်ဝင်လာပြီပထမအကြိမ်ဆယ်ရက်လည်းပဲအားလုံးရောရက်20တလလောက်ရှိသွားပြီစပါသင်းတခုလက်ရှိဒါကျွန်တော်တို့ဂျပန်ကကိုကိုကာတိုကိုင်းဆိုတဲ့ချာတိတယောက်ကလွင်ဘာမှမရှိသေးဘူး easy ဆိုလဲဟိုလိုလိုဒီလိုလိုအဲ့တော့ ။ဘာတွေဖြစ်မှန်းမသိတဲ့အနေအထားရှိတယ်။အဲ့တော့ဒီနှစ်ပရီးမီးယားလိဂ်ကတော်တော်ကြီးကိုစိတ်ဝင်စားဖို့ခေါ်တဲ့နှစ်တစ်နှစ်ဖြစ်မယ်။ဒီပြအစ်စ်တွေကစားသမားအစ်စ်တွေစာရင်းနေပြောင်းရွှေ့ကြီးနေတူဘာမှမဖြစ်ဘူး။အာစနယ်ကနောက်ဆုံးနောက်ဆုံးသူတို့လိုချင်တဲ့တိုက်တဲ့ကိုရသွားနိုင်တဲ့အနေအထားမှာရှိမလား။ United တို့ကရောလက်ရှိမှာ Armourin ရဲ့လက်ထက်မှာ Blockty တိုးတက်လာနိုင်မလဲ။ United လက်ရှိ Matthews Corner Brian Ambambo နဲ့အတူကစားသမားအစ်စ်တွေကြားရမှာ Blockty တိုးတက်နိုင်မလဲ။ United အသင်းကဒီနှစ်မှာပိတ်သက်တွေထင်ထားတဲ့ expectation ကိုပေးနိုင်ပါမလား။ ဒါခုနပြောသော Chelsea တင်းကောင်ဒီနေ့မှာတော့ Aston Villa ကဒုတိယနေ့မှာဘာတွေဘယ်လိုဆွမ်းဆောင်ပြမလဲဒါတွေကိုကျွန်တော်တို့တော်တော်လေးစိတ်ဝင်စားဖို့ကြည့်ရမယ်တမပါပါတယ်ဒီလောက်ပါပဲ follow ပဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ YouTube Media 3 point ဆိုတဲ့ DB4 တို့မှာကျင်းလို့ support ကိုကြိုးလို့ရပါတယ်များများလေးလည်း clip ဖို့မမေ့ကြပါနဲ့အောက်က comment တွေမှာအာအောက်က comment တွေမှာ YouTube Media 3 point ဆိုတဲ့ DB4 တို့ link လေးတွေကိုထည့်ပေးထားပေးကျွန်တော်များသောကိုကြည့်လို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လို့ကျွန်တော်အားပေးလို့ရပါတယ်များများလေး clip ဖို့မမေ့ကြပါနဲ့ဗျများများ clip မှာမမေ့နိုင်ဖြစ်ပါတယ်အားလုံးမကြိုးတူပါနဲ့ကောင်းမွန်တော်နေနေဖြစ်ပါစုမောင်းတောင်းပေးနေပဲ ျွန်တော်တို့နောက်မှ AC2 ကြတာပေါ့ဒီပါဗျာ